မိတာဘလောက်ပို့ဖို့ဗျာဒါပါပါရဲ့ဒီခေတ်မရဘူးမရဘူးခြေုပ်တိအခုတက်လိုက်ပြီဆိုရင်အနည်းဆုံးက10ချီတာ10ဟာယူလို့30 30လောက်ကနေရလောက်နဲ့ပြုတ်သွားတာဒါဆိုကျွန်တော်တို့တွေကကိုရဲ့ဒီတိုင်းမမောင်းသူလည်းခြေကစားဆိုတာသူလည်းဘာမှအဖတ်တယ်ပဲတော့ဘူးမဟုတ်ဘူးကျွန်တော်ကပတ်စံသိပ်ပြီးရှေ့တန်းသိပ်တင်တာတွေနောက်တော့ဘဝရှိကြီးအတွက်ဒီပါးနေတာကျွန်တော်သိပ်တွေးတာလူတွေမဟုတ်ရအောင် let's live for today ဒီနေ့ရပဲဆိုပြီးတော့ကျွန်တော်ကဖြတ်သန်းကြရတယ်လူတွေတော်သေးတယ်သူလည်းကောင်းကောင်းတယ်သူကဖြစ်လည်ရင်သူကအကြီးကြီးတယ်အကြီးကြီးရဖြစ်လည်ဒါမဲ့သူဒီတောင်းနေအကုန်လုံးကို online တော့ကျောင်းနိုင်တယ်ခဏခဏကျောင်းပြန်မောလာဖြစ်လည်အကြီးကြီးတယ်ပဲအစိုးရဂျင်းဂျင်းကြီးမကွယ်လွန်ခင်ရပိုင်းလူမှာပြုလုပ်ခဲ့တဲ့သူ့ရဲ့အင်ဒစ်သက်မင်္ဂလာဝဲကိုတော့အကိုဖြစ်တဲ့လူဂျင်းမောင်လာရောက်ခဲ့ပါတယ်အင်ဒစ်သက်ပွဲမှာတွေ့ခဲ့တဲ့သူ့ညီကိုနှောင်းရဲ့တွေ့ဆုံမှုတွေက ညီကိုနှစ်ယောက်ရဲ့ချစ်ခင်ရင်းနှီးမှုကိုအတိုင်းအတာတွင်မြင်ရပါတယ်။သူတို့ညီကိုနှစ်ယောက်ဟာပကတနာမဖက်ပဲယူရှင်းစွာနေတတ်ကြတော့အားလုံးအသိပဲဖြစ်ပါတယ်။ဂီတအပေါ်မှာချင်းကပုံကလည်းယူရှင်းတယ်လို့ဘဝနေတိုင်းပုံကလည်းပကတနာမဖက်ပါဘူး။ကျမနေနေတဲ့ဦးညီကိုမြင်ပြီးဦးမောင်တယောက်ကလည်းသူ့ညီကို စိတ်ချလက်ချရှိနေကြအောင်မှသိကြပါနဲ့။အဖြစ်အပျက်တွေကဦးမောင်အင်တာဗျူးမှာအရင်ကဖြေခဲ့တယ်လို့ပါပဲ။သူ့ညီက ဖြစ်လိုက်ရင်အကြီးကြီးတွေလည်းဆိုတဲ့အတိုင်းသူချစ်တဲ့ဂီတနဲ့မိသားစုအတိုင်းဝိုင်းကိုရုတ်တရက်ကြီးနှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။လွမ်းစရာတွေခြံထားခဲ့ပြီးထွက်သွားခဲ့တဲ့ဦးမြင့်တယောက်မြင့်မြင့်ရာပုံပေါ်မှာရိုးရှင်းစွာနဲ့ဖြတ်တန်းနေဦးမှာပါ။